ကယ်လီဖိုးနီးယားနဲ့တက်ဆက်ပြည်နယ်နှစ်ခုသည်ပူးပေါင်း၍အမေရိကန်ပြည်အောင်စုမှခွဲထွက်ပြီးနိုင်ငံတစ်တစ်ခုထူထောင်မည်ဆိုပါကကယ်လီဖိုးနီးယားနဲ့တက်ဆက်တို့သည်အမေရိကန်ပြည်အောင်စုမှခွဲထွက်လိုပါကပထမဆုံးအနေဖြင့်ရင်းတို့နှစ်ခုသည်နယူးမက္ကဆီကိုနှင့်အာရီဇိုနာပြည်နယ်များကိုသိမ်းပိုက်ရန်ဖြစ်နိုင်ခြင်းအများဆုံးခင့်လိမ့်မည်အဘဲကြောင့်ဆိုသောရင်းတို့ပြုလုပ်ခြင်းဖြင့်ရင်းတို့နိုင်ငံတစ်အားကုန်ပြည်အလိုက်ဆက်သွယ်ပေးနိုင်မည်ဖြစ်ပြီး မက္ကဆီကိုပင်လယ်ကွင်းနှင့်ပစိဖိတ်သမုဒ္ဒရာတို့ရှင်းလင်းစွာချိတ်ဆက်သွားလာနိုင်သောလမ်းကြောင်းရရှိစေမည်ဖြစ်သောကြောင့်ခစ်သည်စီးပွားရေးအနေဖြင့်ကြီးမီဆိုပါကထိုးနိုင်ငံတိတ်ဤပေါင်းဆက်ပြီးခီတိစုစုပေါင်းသည်ဒေါ်လာ6ထရီလီယံရှိမည်ဖြစ်ရာကမ္ဘာတတိယမြောက်အချမ်းသာဆုံးနိုင်ငံဖြစ်လာမည်ကိုတွေ့ရမည်အင်ဝေပမာနာသည်ဂျပန်အိန္ဒိယနှင့်ဂျာမနီနိုင်ငံတို့ထက်ပိုမိုချမ်းသာစေမည်ဖြစ်ပြီးတရုတ်နှင့်အမေရိကန်နိုင်ငံတို့၏နောက်တွင်သာရှိနေအောင်မည်ဖြစ်သည် စမုတ်ရီပူဘလစ်ဟူအမီတွင်မိထိုနိုင်ငံတည်အီစုစုပေါင်းမြေဧရိယာတည်စတူရဲမိုင်659 2955ခန့်ရှိမည်ဖြစ်ပြီးကဘာပေါ်ရင်အဆင့်29မြောက်အကြီးဆုံးနိုင်ငံဖြစ်လာမည်ပြင်တစ်နှင့်စပိန်နိုင်ငံတို့ထက်ပိုမိုကြီးမားတော်လဲအင်ဒိုနီးရှားနိုင်ငံထက်သေးငယ်မည်ဖြစ်သည့်လူဝီရေအနေဖြင့်လူဝီရေ89တန်းနီးပါးရှိမည်ဖြစ်ရာဂျာမနီနိုင်ငံလူဝီရေစုစုပေါင်းထက်ပင်ပိုများပြီးကဘာပေါ်ရင်အဆင့်29မြောက်လူဝီရေအများဆုံးနိုင်ငံဖြစ်လာမည် နောက်ဆုံးအနေဖြင့်ရင်းဤစစ်တပ်သည် စုစုပေါင်းအမှုထမ်း3တန်းခွဲရှိမည်ဖြစ်ပြီးကင်တစ်ဂျာမနီနှင့် United Kingdom နိုင်ငံတို့၏စစ်တပ်များထက်ပိုမိုကြီးမားမည်ဖြစ်သည်